င်္ဂလာပါခင်ဗျာအခုညပိုင်းစီစဉ်စီစဉ်တော့ရုရှားကတော့အထိနာတယ်ဇလန်စကီသူရဲ့ supervisor ပေါ့သူ supervisor လောက်တယ် personally လောက်လိုက်တဲ့ကိစ္စအောင်မြင်သွားပြီပေါ့အဲ့တော့ကမ္ဘာအာဗျူဟာအကြဆုံးပေါ့ TU95 ဆိုတာမဟာဗျူဟာတကယ်စစ်ကြီးတွေဖြစ်တဲ့ခါမှာအသုံးပြုတဲ့ဗျူဟာမဗျူဟာမြောက်ပေါ့နော် TU95 ဆိုတာအခု at least 20 uh, Russian strategic bombers mainly အဓိကဒီ D95 non confirmed ပေါ့ confirm မှာအတည်ပြုထားတဲ့ဒီအစီးပေါ့အနည်းဆုံး20 to had been destroyed destroy လုပ်ခြင်းခံရတယ်ဖျက်ဆီးခြင်းခံရတယ် had been taken out of service ဆိုတာအသုံးပြုလို့မရဘူးဖြစ်တယ်ပေါ့ပုံနဲ့တကွဒီ massive Ukraine drone strike drone ဆူလိုက်ပြန်လိုက်က hits Russian ရဲ့ဒီ strategic airfields ပေါ့လေယာဉ်ကွင်းကိုတကယ်ဘီယာမြောက်လေယာဉ်ကွင်းကိုထိတယ် over 40 bombers ပေါ့ခုနကပြောတဲ့ T95 အပေါင်40ကျော်ကားတဲ့ latch လေးဖော်ပြပါရဆိုလို့စင်တော့ဒါ destroy လုပ်ချင်းခံရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလောက်ခံရတာက Ukraine ကသူကပြောတာက sales is smuggled ဆိုတာကသူတို့တွေကမှောင်ခိုခိုးသွင်းလာတာပေါ့ဒီတိုင်းပြည်တွေကို drone တွေကိုခိုးသွင်းလာ and Russia နဲ့မြေတွေကိုခိုးသွင်းလာ for surprise attack ပေါ့လေးရပြတိုက်ခိုက်ဖို့အတွက်သူက in operation ဆိုတာစစ်စင်ရေးသူကပြောတာ personally supervise ဆိုတာကသူ ဒီ operation က which is personally အဲ့ဒါစကလုံးဖြုတ်ထားတာ which is uh personally supervised by Zelensky ဘာဒါအပေါ်ဆုံးစာကြောင်းမှာ highlight လုပ်ပြီးတော့သူကဖော်ပြထားတာဖြစ်ပါဘောเนาะဒါလေးပြောရှင်းတယ်နောက်တစ်ချက်ဒီဖော်ပြပါသတင်းမှာလဲ Ukraine war uh latest ဘောနောက်ဆုံးသတင်းဘောနောက်ဆုံးသတင်းကဒီ more than 40 Russian bombers bombers တဲ့ bomber ရဲ့ hit ဆိုတော့ဒီမှာ hit ကဆိုတော့ where hit ဘော which were hit အဲ့ဒါကိုဖြုတ်ထား hit ထိုက်ခတ်ခံရတော့ အစီ40ကျော်ပေါ့ in attack ဆိုတော့ attack attack မှာ ထိခိုက်ခံရတော့ hit ဆိုတာက after drones drones are smuggled ပေါ့ drone smuggle into after drones which were smuggled တ ाने ပြန်ဆံမဟုတ်လို့ဆိုရင်ဒီဟာကနားမလည်နိုင်ဘူး into russia တဲ့ကိုဒါအယူသွင်းလာတာပေါ့နော် smuggle လုပ်တယ် smuggler ဆိုမောက်ကိုသွင်းတယ်လို့ပေါ့မောက်ကိုဝင်သွင်းမောက်ကိုသွင်းလာတာပေါ့အပြည့်တနာတော့ရုရှားမှာတော်တော်ကြီးကျယ်ရှိနေတယ် ဘယ်လိုမျိုးမောက်ခိုးဝင်လာတာလဲပေါ့ကျောမြင့်မိုင်နိုင်ငံကမောက်ခိုးဝင်လာတော့မျိုးစုံပဲအဲ့တော့ခံရတာပေါ့နော်အဲ့တော့ဒီဟာကနောက်ဆုံးအပိုင်းလေးနေနဲ့ကမန်ကန်ကတုတ်ကရဲ့ပြောနေရအသုံးနဲ့ပုံတွေကအကြောင်းအရာတွေများရတယ်ပေါ့နော်အဲ့ဒါလည်းဓာတ်ပုံတွေကကိုကားတဲ့မှာဘာမောင်ကိုကိုကားပြီးတော့ပြောဆိုတာဖြစ်ပါတယ်ဆိုတော့ဒေါက်တာနေဇလန်ဖြစ်ပါတယ်နော်အ bridge uh, blast in russia kill 7 so bridge blast ဆိုတာပေါက်ကွဲသွားတော့ in russia မှာပေါက်ဒီမှာပြထားတဲ့အတိုင်းပဲတရားက လုံအောင်ပောက်ကွဲသွားတယ်။ပိုင်းမှွာသွားတာပဲ။အဲ့တော့ in russia မှာ kill အဲ့လိုဖြစ်ပေါ်မှုပါတဲ့။